မင်းကိုကြည့်ရတာဆေးရလို့လည်းမဟုတ်ဘူးဒီခံစိတ်လည်းမရှိခွန်းလွတ်စိတ်လည်းမရှိအလကားနေလိုက်မော်ပဲတက်နေတယ်နဲ့နိုင်လို့မတန်မှန်းသိပေမဲ့မပြောမဖြစ်လို့ဝင်ပြောရချင်းမှာတဲ့ဒီနေ့တော့ယုံကြည်သူတချို့ရဲ့ဘိုင်ဘာထိအောင်လာရောက်ပြီးဆုံးမစကားဆိုပေးကြတဲ့မက်ဆေ့လေးတွေကိုကျွန်တော်ဆင်ချင်မှာဖြစ်ပါတယ်အဲ့တော့ပထမအောင်ဆုံးတစ်ချောင်းနေနဲ့ဆရာအမှုတော်တွေကိုတွားတဲ့အခါမှာဒီ၃မျိုးကိုရှောင်ပါ လက်မစားနဲ့လုံမစားနဲ့ပြမစားပါနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လုံစားတာလက်စားတာပြစားတယ်ဆိုတဲ့အသေးပေကိုကျွန်တော်ကောင်းကောင်းကြီးနားလဲပါတယ်ဒါပေမဲ့ယုံကြည်သူများအနေနဲ့တခုပြန်လဲနားလဲပေးစေချင်တာကတော့လူတိုင်းမှာဖျားသခင်ပေးထားတဲ့စုကျေးဇူးဆိုတာရှိပါတယ်အဲ့ဒီစုကျေးဇူးနဲ့အတူဖျားသခင်ရဲ့အမှုတော်ထဲမှာတတ်နိုင်တဲ့လောက်အစိတ်ခံနေတာကိုတော့နားလဲပေးစေချင်ပါတယ်နောက်တစ်ခုကကျွန်တော်နဲ့တွေ့ခဲ့တဲ့ဆရာမတစ်ယောက်ကတဲ့ သူကဆရာရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်ဝိညာဉ်ရေးရာမိခင်လို့ပြောတန်ကြားတယ်တဲ့အဲ့ဒါဟုတ်လားတဲ့ဘာသူပြောလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ရေးရာဥဆောင်ပေးတဲ့သူလမ်းပြပေးတဲ့သူကအမှုတော်ဆောင်ဆရာမအမျိုးသမီးလုံးဝမဟုတ်ဘူးဆိုတာကိုတော့ပြောကြားချင်တယ်တကယ်ကျွန်တော်ကိုဆွဲခေါ်ခဲ့တယ်ကျွန်တော်ကိုဆုံးမသူနေခဲ့တာတွေကဆရာတွေပဲဖြစ်ပါတယ်အင်္ဂလိပ်တရားနဲ့လှုပ်ရှားနေတာမလားဆိုတယ်လှုပ်ရှားတာမျိုးကိုရက်လိုက်ပါတဲ့ တကယ်တော့ကျွန်တော်အင်္ဂလိပ်တရားနဲ့လှုပ်ရှားတာမဟုတ်ပါဘူး။နှုတ်ကပတ်တော်ကပြောထားတဲ့အတိုင်းပဲအင်္ဂလိပ်တရားမှာအစီခံတဲ့သူကအဲ့ဒီအင်္ဂလိပ်အားဖြင့်အသက်မွေးဝမ်းကြောင်းပြုရတယ်လို့ရှင်ဘုလူကိုယ်တိုင်ပြောထားဖြစ်ပါတယ်။တကယ်လို့ညီကိုတို့ရဲ့မျက်လုံးထဲမှာအဲ့လိုထင်သွားခဲ့လို့ရှင်လေကျွန်တော်ကိုနားလဲပေးစီချင်ပါတယ်။မင်းကိုကြည့်ရတာစေသားလို့လည်းမဟုတ်ဘူး။ဒီခံစိတ်လည်းမရှိခွန်လွတ်စိတ်လည်းမရှိအလကားနေလိုက်မော်ပဲတက်နေတယ်။ဒါနဲ့နိုင်လို့မတန်မှန်းတိပေမဲ့ ပြောမဖြစ်လို့ဝင်ပြောရချင်းမှာတဲ့အဲဘုရားခင်ထားတဲ့နေရာတော့တောင်တောင်မတူကြဘူးဗျအဲ့ဒီအပုံမှာလူပုဂ္ဂိုလ်တိုက်ခိုက်တာကတော့မကောင်းဘူးလို့ကျွန်တော်မြင်ပါတယ်ဆရာနဲ့အရင်ကအင်္ဂလိပ်လက်တွဲလုပ်တဲ့ဆရာတယောက် line ပုံမှာအခုလူတွေကိုတွန်းလဲတာတွေဗဇက်ကရှော့အော်တာတွေမျိုးတွေ့တယ်အဲ့ဒါဆရာဘလို့ပြောချင်းလဲတဲ့ကျွန်တော်အကိစ္စကိုတော့အထူးသဖြင့်မပြောချင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကမူရင်းစေဝါတွေတော့အရက်တွေတောက်ပြီးလမ်းဘေးမှာလဲနေတာထက် ။ဘာဖြစ်အမှုတော်ထဲမှာရှိနေတာကတော့တတောင်တနေရာနေကောင်းတယ်လို့ဒါကျွန်တော်တို့မြင်ပါတယ်။ကျွန်တော်မြင်ပြောတာနော်။အဲ့လိုပြောလို့အဲ့ဒီအရာတွေကိုကျွန်တော်လိုက်ထောက်ခံနေတာမဟုတ်ပါဘူး။ဘာဖြစ်ပါဥတော်တွေကိုသွားတဲ့အခါမှာပုံစံမျိုးမျိုးရှိတယ်၊လူအမျိုးမျိုးရှိတယ်၊ယုံကြည်သူလည်းအမျိုးမျိုးရှိပါတယ်။တချို့တွေကကျွန်တော်ကိုကြည်မရတဲ့သူလည်းရှိမယ်။ကျွန်တော်ကိုခွန်အားယူတဲ့သူလည်းရှိကောင်းရှိလိမ့်မယ်။ဒါမဲ့တခုပြောချင်တာကကျွန်တော်လည်းလူသားတယောက်ဖြစ်တဲ့ကျွန်တော်မှလည်းအားနည်းချက်တွေမျိုးများစွာရှိပါတယ် အဲ့ဒီအရာတွေကိုခရစ်တော်ရဲ့မေတ္တာအားဖြင့်ကြီးရှုလက်နားလည်ပေးကြပါလို့ပဲထလောင်ပြောချင်ပါတယ်အရောက်တိုင်းဖြစ်ကုန်ရှိပါစေ